Federal FM Federal FM ကအတန်လွင့်နေပါတယ်။အိတ်တီးယားတို့တော်လန်နဲ့အိတ်တီးယားတို့တော်လန်တဲ့အစီအစဉ်အိတ်တီးယားတို့တော်လန်တဲ့အစီအစဉ်အိတ်တီးယားတို့တော်လန်တဲ့အိတ်တီးယားတို့တော်လန်တဲ့အစီအစဉ်အိတ်တီးယားတို့တော်လန်တဲ့အစီအစဉ်ကိုကြားရမှာဖြစ်ပါတယ်။မင်္ဂလာပါရှင်။အိတ်တီးယားတို့တော်လန်တဲ့ podcast ကနေပြန်ပြီးတော့ကြိုဆိုပါရစေ။ဒီပိုင်းမှာတော့ဒီမှာ Granny ပြီးမှအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာကြုံရတဲ့ကြားမလိန်အခြေပြုအကြံဖတ်မှုနဲ့ ပြိပခအခြေပြုလိန်အကြံဖတ်မှုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားဖို့အတွက်ပြင်ထားပါတယ်။ပြီးတော့ Greeny အမျိုးသမီးအစည်းအရုံး KNWO ရဲ့ဥက္ကဋ္ဌဆီယမမော်ဖရီးမြာကျွန်မမေးထားတဲ့မေးခွန်းတွေကိုစာနဲ့ရေးပြီးတော့ဖြေပေးထားရတယ်ရှိပါတယ်။အားလေးကိုလည်းပြောပြပေးချင်ပါတယ်။ကျွန်မတို့နိုင်ငံမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဒီစစ်တပ်ရဲ့စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့တွေပြည်သူစစ်တွေကျူးလွန်တဲ့အကြမ်းမလိန်အခြေပြုအကြံဖတ်မှုနဲ့ ပြိပခအခြေပြုလိန်အကြံဖတ်မှုတွေရှိတယ်လို့မျိုးတုံလန်ရင်းနောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ဒီလက်နက်ကင်အုပ်စုအမျိုးမျိုးကကျူးလွန်လာရလေပို့ပြီးတော့များလာပါတယ်။ဒီမှာရှေ့တစ်ပိုင်းမှာလည်းပြောခဲ့သလိုပဲဒီပြိပခအခြေပြုလိန်အကြံဖတ်မှုတွေဆိုတာပြိပခနဲ့တိုက်ရိုက်ပဲဖြစ်ဖြစ် တွယ်ဝိုက်ပြီးတော့ပဲဖြစ်ဖြစ်ကျူးလွန်တဲ့ပြစ်မှုတွေဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီကြားမလိန်အခြေပြုအကြမ်းဖက်မှုနဲ့ပြိပခအခြေပြုလိန်အကြမ်းဖက်မှုမှာဆိုရင်ကျူးလွန်တဲ့သူတွေကလူတယောက်ပဲဖြစ်ဖြစ် အုပ်စုလိုက်ပဲဖြစ်ဖြစ်အမျိုးသမီးအမျိုးသားမိန်းကလေးငယ်ယောက်ျားလေးငယ်လေးတွေပေါ့နော်ပြီးတော့ဒီလိမ်မိုင်းဆိုင်ရာဂျန်တာအခြေပြုလူနည်းစုတွေကိုမရင်းတင်တာတွေလိန်ကြုံပြူတာတွေအဓမ္မလက်ထပ်ထိမ်းများတာလိန်လှုပ်သားပြူတာအဓမ္မကိုဝင်ဆောင်စီတာပြီးတော့အဓမ္မလိန်အင်္ဂါအစိပ်ပိုင်းတွေကိုဖျက်တောက်တာတင်းကော့တာအဓမ္မဖော်ချွတ်ခိုင်းတာနောက်ပြီးတော့ဒီအလူဆန်ထားမှာပါပဲနဲ့အဓမ္မသားကြောဖျက်တာအပါအဝင် တခြားပြင်းထန်တဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်တဲ့လုပ်ရက်တွေကိုစိုးလိုတာပါမြန်မာနိုင်ငံမှာတော့ဒီဂျန်ဒါတို့လိန်တို့ကိုးကွယ်တဲ့ဘာသာနဲ့လူမျိုးစုတွေပေါ့နော်အဲ့ဒါတွေကထပ်ပေါင်းပြီးတော့ပို့ပြီးတော့စိုးရွားတဲ့အကြမ်းဖက်မှုတွေဖြစ်နေကြတာပေါ့နော်ဆိုတော့ဒီမှာအခုကရနီပြည်မှာအာနာသိမ်းပြီးတဲ့နောက်ပိုင်းဂျာမလိန်အခြေပြုအကြမ်းဖက်မှုနဲ့ပရိပခအခြေပြုလိန်အကြမ်းဖက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကရနီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ဥက္ကဋ္ဌဆီယမမော်ဖရီးမြား ကျမရဲ့မိခွန်းတွေကိုစာနဲ့ရေးပြီးတော့ဖြည့်ပေးထားရပေါ့နော်ဆိုတော့အဲ့အဖြည့်လေးတွေကိုပြပြပေးကြပါမယ်အာနာမသိငင်2022ခုနှစ်ဖေဖော်ဝါရီလမတိုင်ခင်ဂျာမအခြေပြုဂျန်ဒါအခြေပြု ကျူးလွန်မှုအခြေအနေနဲ့အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာပြိပခအခြေပြုအကြမ်းဖက်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ဆ iam ဖြည့်ပေးထားတာကတော့အာနာမသိငင်ကဒီဂျာမအခြေပြုအကြမ်းဖက်မှုကစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလိမ်ပိုင်းဆိုင်ရာ လူမှုစီးပွားရေးပိုင်းဆိုင်ရာအပါအဝင်အိမ်တွင်းအကြံဖတ်မှုတွေမရိမှုတွေတွေမကဘဲနဲ့အလုပ်ဌာနတွေနဲ့လူမှုအတိုင်းအဝိုင်းတွေအတွင်းမှာအမျိုးသမီးတွေအဖို့အကြံဖတ်မှုအမျိုးအစားတွေအများကြီးရှိခဲ့တယ်။တစ်နှစ်ကို အမှု40ရာနေပြီးတော့50အတွင်းပေါ့နော်ဂရနီအမျိုးသမီးအစည်းအရုံးကနေဝန်ဆောင်မှုရယူတယ်ဆိုပြီးတော့ဖြည့်ပေးထားပါတယ်။ပြီးတော့အာနာသိမ့်ပြီးရဲ့နောက်ပိုင်း2021ခုနှစ်မှာတော့ဒီပြိပခအခြေပြုလိင်အကြံဖတ်မှုတွေကပို့ပြီးတော့များလာတယ်။ ီးတော့ဒီစစ်တပ်တွေအတွင်းမှာပဲလိမ်ပိုင်းဆိုင်ရာကျူးလွန်မှုတွေရှိလာတယ်ပြီးတော့လက်နက်အားကိုပြီးတော့အာဏာပါဝါအသုံးပြုပြီးတော့အမျိုးသမီးတွေကိုအကြမ်းဖက်တာတွေလည်းရှိလာတယ်တရားဥပဒေစိုးမိုးမှုအားနည်းတာအပြင်အပြစ်ပေးအရေးယူမှုအားနည်းတဲ့အတွက် အမှုတွေကတစ်နှစ်ကို90ရာနေတရားအတွင်းမှာဒီကရင်နီပြည်တွင်းနဲ့နေဆက်တလျှောက်မှာပေါ့နော်ကရင်နီမျိုးသမီးအစီရင်ဝါနေဝန်ဆောင်မှုတွေရယူကြတာကိုတွေ့ရတယ်ဆိုပြီးတော့ဖြေထားပါတယ်နောက်ထပ်မိကုန်းတစ်ခုပေါ့နော်2025ခုနှစ်နဲ့ သူ့ရဲ့ဒီရှေ့ပိုင်းနှစ်တွေမှာပရိပကအခြေပြုလိန်အကြမ်းဖက်မှုကျူးလွန်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ဆ iam မဖြေပေးထားတာကတော့ဒီ current မှာဆိုရင် တိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေရကြောင်းမလို့ပရိပကအခြေပြုလိန်အကြမ်းဖက်မှုတွေကတဖြည်းဖြည်းပိုပြီးတော့တိုးလာနေတယ်လို့ဖြေပေးထားပါတယ်။ပြီးတော့ဒီလက်နက်အားကိုပြီးတော့အမျိုးသမီးတွေကိုညှင်းဆဲတာမူရစ်စေဝါတုံးပြီးတော့အမျိုးသမီးတွေအပေါ်လိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလည်းဖြစ်နေတယ်လို့ဖြေထားပါတယ်။ အဲနောက်ပြီးတော့ဒီဂျာကာလာအုပ်ချုပ်ရေးအစီအမံကာလာဖြစ်နေတဲ့အတွက်ကြောင့်အစိုးရဌာနအဖွဲ့အစည်းတွေနဲ့တိုက်ပွဲမှာပါဝင်တဲ့သူတွေအထက်ကတာဝန်ရှိတဲ့သူတွေကတာဝန်ယူမှုတာဝန်ခံမှုအားနေတာတရားဥပဒေစိုးမိုးမှုအားနေတာနဲ့ဒီကျူးလွန်သူအပါအဝင်ကျန်တဲ့သူတွေကပေါ့နော်ဥပဒေကိုလေးစားလိုက်တာမှမရှိတဲ့အခြေအနေတွေကိုလည်းတွေ့ရတယ်ဆိုပြီးတော့ဖြေပေးထားပါတယ် ဆိုတော့အဲ့ဒီကျူးလွန်မှုတွေကိုဖြေရှင်းနိုင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ဆရာမဖြေပေးထားတာကတော့ဒီပထမတစ်ချက်ကတော့ရှင်သန်လွမြောက်သူတွေကတိုင်တန်းလာတာကြောင့်မလို့သတင်းအချက်လက်တွေစုဆောင်ပြီးတော့တဆိုင်ရာအမျိုးသမီးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်တယ်ပြီးတော့အမျိုးသမီးနဲ့ကလေးဌာနနဲ့ချိတ်ဆက်ပြီးတော့ဆောင်ရွက်တာတွေရှိတယ်ပြီးတော့ KNDF ရဲ့ Gender Equality Department ဆိုတဲ့ဌာနနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ဖြည့်ရှင်းခဲ့တာတွေရှိတယ်လို့ဖြေထားပါတယ် နောက်တစ်ခုကတော့တရားရေးအဖွဲ့အစည်းရဲ့အပေါ်ယုံကြည်မှုအားနည်းနေရာကြောင့်မလို့တရားမျှတမှုရရှိမှုကတော့နှေးပါနေစေဖြစ်တယ်ဆိုတဲ့အခြေအနေကိုလည်းပြောပြထားပါဗျ။နောက်ထပ်တစ်ချက်အနေနဲ့နောင်မှာပေါ့နော်ဖြည့်ရှင်းတိုင်းပဲနီးလန်းနေမှာဆိုရင်ဒီပရိပခအခြေပြုလိန်အကြံဖတ်မှုကအမျိုးသမီးအစုအဖွဲ့ပြီးတော့သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်ဆောင်ရွက်တာ ပြီးတော့ကျွန်မခုနကပြောခဲ့တဲ့ KNDF ရဲ့ Gender Equality Department ဌာနနဲ့ဆက်ပြီးတော့ပူးပေါင်းတာတွေနဲ့ survival center approach လို့ခေါ်တဲ့ရှင်သန်လွတ်မြောက်လာသူတွေကိုပို့ဟိုပြုပြီးတော့ချင်းကပ်လှုပ်ဆောင်တဲ့စနစ်တွေမှာထည့်သွင်းအသုံးပြုဖို့ဆက်ပြီးတော့လှုပ်ဆောင်မှုလို့လို့နေသေးတယ်ဆိုပြီးတော့ဆရာမဖြေပေးထားပါတယ်။ ATR ဒေါ်လာနဲ့ podcast ကနေ Greeny B အတွင်းမှာအာနာမသိင်ခင်နဲ့အာနာသိင်ပြီးတဲ့နောက်ပိုင်းကြာမလိန်အခြေပြုအကြမ်းဖက်မှုနဲ့ပြိပခအခြေပြုလိန်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့အခြေအနေတွေအကြောင်းကြားခဲ့ရတာပါ။ နောက်အပိုင်းမှာပြန်ဆုံပါမယ်ရှင်ကျမဝါဆိုပါ ATR တို့ဒေါ်လာနဲ့ 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 ATR တို့